ော်လမြိုင်မြို့နိုဝင်ဘာ28ရက်မွန်ပြည်နယ်၌ဆယ်ရက်တွင်မီးလောင်မှု၅ကြိမ်ဖြစ်ပွားခဲ့ပြီးနေ၃လုံးဈေးဆိုင်ခန်း၃ခန်းရောဘာမိုင်းခံရုံတရုံမီးလောင်ပျက်စီးခဲ့ပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ၁၈ရက်နေ့နဲ့အစောပိုင်းချိန်ကမော်လမြိုင်မြို့သီရိမင်္ဂလာရပ်ကွက်၁၄လမ်းတွင်မီးလောင်မှုဖြစ်ပွားခဲ့ရမှာနေ၃လုံးမီးလောင်ဆုံးရှုံးခဲ့ပြီးနိုဝင်ဘာလ၂၁ရက်နေ့မွန်းလွဲ၃နာရီ၃၅မိနစ်အချိန်ခန့်ကလည်းမော်လမြိုင်မြို့သီရိမင်္ဂလာရပ်ကွက်အနီးရှိသီရိမြိုင်ရပ်ကွက်၅လမ်းနဲ့ ရွှေလန်းမာကြီးတောက်ရှိဆိုင်ကန်းတွဲ၌မိလောင်မှုဖြစ်ပွားခဲ့ရမှာဆယ်ပေပက်လယ်ဆိုင်ကန်း၃ခန်းမိလောင်ဆုံးရှုံးခဲ့ရပါတယ်။အလားတူနိုဝင်ဘာလ23ရက်နေ့ည9:28မိနစ်အချိန်ခန့်ကလည်းကြိုက်တူမျိုးမျိုးဆောင်လန်းရှိရောဘာမိုင်းခန့်ယုံတေယုံမိလောင်မှုဖြစ်ပွားခဲ့ပါသေးတယ်။ဒါ့အပြင်နိုဝင်ဘာလ18ရက်နေ့နနက်7:30မိနစ်အချိန်ခန့်ကလည်းမော်လမြိုင်မြို့ကြိုက်ဖနဲ့ရက်ကွက်ဝစ်တင်လန်းဒိုင်းဝုံကွင်းစေးအနီးမိုးဆက်လက်ဖိအဆိုင်ပေရှိ ပေ20 30အုံညက်သမိုးနှစ်ထက်နေမှာရင်းရွေးဝှကြိုထားရမှာ အပူလွန်ကဲကမိလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။မိလောင်မှုအားပြည်နယ်မိသက်ဦးစီးမှုဦးမျိုးဝင်းဤအနီးကပ်ကြီးကျက်မှုဖြင့်မော်လမြိုင်မြို့ပေါ်ရှိမိသက်စခန်းများမှမိသက်ရင်များမိသက်နှင့်ပုဂ္ဂလိကရေးသဲရင်များဖြင့်မိသက်တပ်ဖွဲ့များလူမှုကူညီကယ်ဆယ်ရေးအဖွဲ့များရက်ခွက်နေပြည်သူများမှဝိုင်းဝန်းနှိမ့်သက်ခဲ့ရာနနက်2:15မိနစ်အချိန်ခန့်မှာမိငိမ့်သွားခဲ့ကြောင်းသိရပါတယ်။မီးလောင်မှုကြောင့်နေတလုံးနဲ့မော်တော်ယာဉ်တစ်စီးမီးလောင်ပျက်စီးခဲ့ပြီးလူထိခိုက်မှုမရှိခဲ့ကြောင်းသိရပါတယ်။ဓာတူ၎င်းနှင့်နနက်ဓာတူ ူ၎င်းနေ့နဲ့နဲ့9နာရီ55မိနစ်အချိန်ခန့်ကလည်းပေါင်မြို့နယ်အော်တာကျေးရွာအပြင်ဆယ်ရက်ွက်ရှိဒေါ်တန်းထေးဆိုသူဤနေအိမ်မိလောင်မှုဖြစ်ပွားခဲ့ရပြီးနေအိမ်တလုံးမိလောင်ဆုံးရှုံးခဲ့ရပါသည်